စိတ်ဝင်စားစရာကောင်းတဲ့မိကုံးလေးတစ်ခုဖြည့်ထားရင်လည်းဘုဒ္ဓတာလေးတစ်ခုပေးကြပါမယ်။ချက်ကသုံးနှစ်သားရှိတော်ပြီတဲ့။လာမယ့်နှစ်သုံးလို့ရပါသေးသလား။ကုဇော်မင်းထွန်းကျွန်တော်လည်းတည်တက်နားလေတဲ့ပုံကိုယ်တွေကိုတက်ကြီးတွေဝါကြီးတွေကိုကျွန်တော်မြည်ကြည့်ပါရစေ။အချက်လက်ကတော့ချက်ကအဲ့ဒူးစစ်ကြီးလာပြီဆိုရင်ခြေသေးတွေကလူတာထက်ပိုရှည်လာပြီဆိုရင် ခနာကိုကငငယ်တော့လုံးမကြက်လက်တော့ပဲနဲ့အမွေးတွေကပွားပြီးတော့ပုတ်ထိုင်းဖြစ်လာပြီဆိုရင်လမ်းလျှောက်ပုံတွေကငငယ်တော့လုံးမဟုတ်တော့ပဲနဲ့လုံးဝတကြီးဝါကြီးတကြီးတဲ့ပုံစံပေါ့တကြီးတဲ့ပုံစံဖြစ်သွားရင်တော့မသုံးသင့်တော့ပါဘူးတဲ့ဒါကိုစောမင်းတို့အတွက်ဖြေချပေးလိုက်တာပါအဲ့တော့ကိုကျက်အနေထားကိုကိုတုံးတက်ကြည့်ပေါ့နော်ဟိုကျက်ကငငယ်တော့ပုံစံတိုင်းပဲလားဖြောင်းနေသေးလား ဒါတော့တစ်ချက်ကြည့်ဖို့လိုတော့အဲ့တော့ငငယ်တော့ပုံစံတိုင်းပဲကျက်ကတော့အမွေတို့ပြီးတာနဲ့လှလာပပပဲတတ်တခခပဲဆိုရင်တော့ကောင်းကောင်းပြင်ပြီးသုံးတယ်ပါလေနောက်တစ်တိတနားလဲတဲ့လူကအဲ့မွေတို့ညသုံးနှစ်သားလေးနှစ်သားပေါ့နော်အဲ့လိုတွေသုံးမယ်ဆိုရင်အကျွေးမွေးလေးတွေကောင်းကောင်းဆင်ကျင်နေပါလေကောင်းကောင်းဆင်ကျင်ပြီးမှတိုက်တယ်ပါလေခွက်လည်းမတရားချဖို့မလိုပါဘူး သူတို့တွေကခွက်လက်မလို့ပါဘူး။အရင်ကြီးမလို့ပါဘူး။အာအကျွေးမွေးကောင်းမှုတော့လို့တယ်။အကျွေးနေရင်မွေးနေရင်ခန္ဓာကိုယ်ကဆက်လာမယ်။ဥပမာဒီလန်းတာတို့ရေကင်တာတို့ဒီလိုလုံနေရင်ကြက်ကလုံးဝတတောက်တောက်ဖြစ်လာမယ်။အဲတတောက်တောက်ဖြစ်လာပြီဆိုတန့်ချလို့ရတယ်။အဲချီကြံရီကြံပေါ့။ဒါမှမဟုတ်လဲသူတို့ပြောတဲ့ပုံစံသဘောအရဆိုရင်တော့အကျွေးမွေးကောင်းတယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကအော်တိုဆက်လာမှာ။ အချိန်မှန်မယ်အကျွေးအချိန်မှန်မယ်အကျွေးမများဘူးတော့လိုလိမ့်မယ်အကျွေးမများဘူးဟိုလက်လွတ်စပယ်လွတ်မထားအောင်ဒီကြမျိုးတွေကြတော့အမွေရိုးကြီးတွေဖြစ်သွားတဲ့ခါကျတော့လက်လွတ်စပယ်လွတ်ထားခဲ့မယ်ဆိုရင်သူကစားကြင်နာစားမယ်လေစားကြင်နာစားတဲ့ခါကျတော့အဆင်မပြေတော့ဘူးအဲ့ဒါကျတော့သွားပွေးစနစ်နဲ့သွားတဲ့နယ်လို့အကြံပြုချင်ပါတယ်အဲ့တော့ဆရာကြီးပြောပုံရတော့မနမိုးလေးနာနဲ့ရေတရေကိုင်း မင်းရဲ့အစာကျွေးလီလန့်အဲ့လိုမျိုးပေါ့နော်အဲဒီပုံစံမျိုးတော့အာမှာပေါ့သူတို့ကြတော့လောင်ရင်းနဲ့ပဲထားတဲ့နေပေါ့အဲပြစ်စလကန်လွတ်ထားမယ်ဆိုရင်တော့အဆင်မပြေဘူးနောက်ထပ်ကျမလေးကျမလေးနဲ့အများကြီးလွတ်ထားမယ်ဆိုလည်းအဆင်မပြေဘူးအော်လူလေအမအမြဲတမ်းစီးရင်ဒူးချောင်တာပဲလေကြက်လည်းဒူးချောင်မှာပါပဲအ အဲ့တော့နည်းနည်းတွေးကြည့်ပေါ့အဲ့တော့ကျမအများကြီးမလိုက်ခိုင်းနဲ့အာဒီနေ့ကိုကိုတားဖောက်ချင်တယ်ဆိုရင်တော့မှအာဒီချိန်လောက်ပဲပေါ့အဲဒီချိန်လောက်ပဲသုံးတင်တယ်ပေါ့အဲ့တော့ဒီလိုမျိုးလေးဆင်ကျင်ရမယ်ဒီလိုဆင်ကျင်ပြီးမှကြက်ကိုကောင်းကောင်းထင်းသိမ်းပြီးမှအာတပွဲတို့ပဲကောင်းကောင်းသုံးတင်တယ်ပေါ့နော်အဲချီချော်ထိုးတာပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ထိုးထိုးပြီးရင်ကိုကြက်ခွလောက်တော့မယ်လို့ထင်တာနဲ့တပွဲကောင်းနေပဲသုံးပါဘလိုမျိုးကြီးတော့ရပ်ပတ်ပြေးတိုင်းတိုက်မယ်တော့ အရင်မလုတ်တဲ့အောင်ပေါ့နော်။ဘာလို့ဆိုတော့၃နှစ်ကြော်သွားပြီဆိုတော့ဒီကြက်ကဒဏ်နေလဲရှိကောင်းရှိနေမယ်။အဲ့ဒါကိုကိုကကောင်းကောင်းကောင်းလေ့လာနိုင်ရမယ်။ကိုကကောင်းကောင်းစူးစမ်းရမယ်ပေါ့နော်။ကိုကြက်အကြောင်းကိုကဟိုအနိကက်လေ့လာနိုင်ရမယ်ပေါ့။အနိကက်လေ့လာရမယ်။အဲဒီလိုဆိုကြတာပေါ့နော်။အဲ့တော့မွေးရိုးကင်တော့မယ်ဆိုရင်အန်ဒီရောရှိတယ်။သူကမွေးရိုးကကျုပ်ပြီဆိုရင်တကယ်ခွက်တယ်။မွေးရိုးခွက်ပြီဆိုရင်လည်းကြက်ပေါက်တွေခံနိုင်မှာမဟုတ်တာတော့သိကြတယ်။ကျွန်တော်ဆရာကြီးရေဆိုရင်မွေးရိုးပဲ ကင်ပြီးပြင်ပြီးတိုက်တာများတယ်ဟိုဒီကြက်ပုတ်တွေဆိုသိခေါင်းလည်းမထည့်ဘူးပေါ့နော်အဲတလို့ရှိတယ်အဲ့တော့သူတို့တွေကအဲ့လိုတိချပြင်တယ်အဲ့တော့ကိုကလည်းကိုကြက်ကိုကိုအဲ့လိုတော့တိရမှာအရေးအကဲနားလေရမှာပေါ့နော်သုံးသိမ့်မသုံးသိမ့်ဆိုတာကတော့အခုဓာတ်တွေအကုန်လုံးကိုခြုံငုံပြီးတော့မှအချက်လက်တွေသုံးသပ်ပြီးတော့ကိုကြက်ကိုကိုတိချကြည့်ပြီးတော့ကိုရဲ့အကျွေးမွေးတွေကိုကိုကြည့်ပြီးတော့ကြေးကောင်းကောင်းထွက်တိုက်တင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မွေးလို့လည်းဖြစ်သွားတာဆိုတော့ကိုက ဒီကခွတ်တော်မဲ့အချိန်ကိုဖမ်းနိုင်ဖို့လိုတယ်။အဲ့တော့ကြက်တေချာပေါက်ကျွတ်လွတ်သွားပြီဆိုတာကိုမွေးနေနဲ့သိရမယ်။မွေးနေနဲ့သိကိုသိနေရမယ်။ကြက်ချောက်လာရမယ်။အမွေးတွေချောက်လာရမယ်။ခန္ဓာကိုယ်ဆက်လာရမယ်။အဲ့ဒါလိုသိရမယ်ပေါ့နော်။အဲဆရာကြီးရဲ့ဆိုလိုချက်ကတော့ဒါကျွန်တော်ထက်သိတဲ့နားလေတဲ့ပုံကိုယ်ကိုမေးကြည့်တာ။အဲ့လိုမျိုးကျွတ်နေရမယ်။ဒါခုလက်ပုတ်တာမဟုတ်တော့ခုလက်မပုတ်ဘဲနဲ့ကျွတ်လာမယ်ကြက်ကကြက်ကောင်ကကျွတ်လာမယ်။လုံးဝကွာစီးဘယ်လိုပြောမလဲ ဝိတ်ကအစလုံးဝပုံမှန်ဖြစ်ပြီးကြည်ကြည်လေးလေးနဲ့ခြောက်လာအာဒီလိုမျိုးလေးကြမှာထုတ်သုံးတဲ့လေလို့ကျွန်တော်တို့ရဲ့တပါရှိရဲ့ဆရာကြီးတူကပြောတယ်ဒါလေးကိုတင်ဆက်ပေးတယ်နောက်တစ်ခုတင်ဆက်ပေးချင်တာကောင်းနေတာခုနှစ်နှစ်သားအထီတော်တိုက်သွားလဲကျက်တပါကြီးအเจ้าအောင်ဆက်လက်ပြီးတော့ကျွန်တော်ပြောပြခြင်းနဲ့ကောင်းနေခုနှစ်နှစ်ထီတော်တိုက်သွားလဲ तू ကအော် तू ရဲ့စပစ်ကဒါကောင်းတယ်လीကောင်းတော့ तू က ိမ်မှာသားဖောက်လိုက်တော့ဒီကြက်တကောင်ကောင်းမှန်းသိလဲသိသွားရောသူကဂျန်တဲ့ကြက်တွေကိုသူကအကုန်လုံးလက်ဆောင်ပေးလိုက်တယ်ဗျလက်ဆောင်ပေးပြီးတော့မှသူကဒီကြက်ကိုသူတိချာမွေးထားပြီးတော့သူကြက်ပေါ်ပေါ်မှာထုတ်တိုက်လို့ဝိုင်းမှာတပွဲသူနိုင်သွားတယ်နောက်တပွဲထအောင်လဲသူကြတော့ဘယ်လိုပြောမလဲဗျကြက် crazy ပေါ့နော်သူလုံးဝဟို crazy ပေါ့ဟိုလိုမျိုးကြက်စီးပွားပြစ်တိုက်တာမဟုတ်ဘူးသူကြတော့သူကအောင်ပွဲကိုပဲစခုကျင်တဲ့ကြက်သမားဗျ အဲ့တော့ तू ကပြန်မွေးရတယ်သူ့ချက်ကို तू အာလာတောင်းလဲလုံးဝမတိုက်ဘူးရက်ပတ်ပြည့်လဲ तू တိုက်ချင်မှတိုက်တာနော်လုံးဝမတိုက်ဘူး तू ကကြေးတွေပါလဲစိတ်မှန်သာအောင် तू ကနိုင်တော်ပဲစိတ်မှန်သာ तू ကနိုင်လောက်တဲ့အချိန်ကျမှထုတ်ထုတ်တိုက်တဲ့ကြက်သမားပဲအိုက်ကျက်ခုနှစ်နှစ်လောက်ထိတိုက်သွားတာတွေ့လဲရတယ်အဲ့ဒါကျွန်တော်တို့ရဲ့ဘယ်လိုပြောမလဲကြက်ယူးလို့ပြောမလားကြက် crazy လို့ပြောမလားမသိဘူး ကျက်သမားတွေတော့ဘယ်လိုခေါ်မလဲမသိဘူးအဲ့ကျက်ရောက်ပြီးကလေးက तू ဟာအဲ့ကျက်လေးသူ့ရှိမှာအဖတ်တင်ပြီးကလေး तू ကကျန်တဲ့ကျက်လုံးဝမမွေးတော့ဘူးတားလာဖောက်တော့တော့ဟိုမှာသူ့ရှိမှာ तू ကသူ့ကျက်ဖောက် तू ကအကြိမ်အများကြီးပေးမလိုက်ဘူးပေးမတော့ဘူးမဟုတ်လဲ तू ကတစ်ချိန်မဲ့တော့ပြန်ယူတော့အဲ့တော့ဒီလိုမျိုး तू ကျက်ဖောက်မျိုးလိုချင်လို့လာပြီးတားဖောက်လဲတော်ပြီးတစ်ချိန်မဲ့ဟိောက်မင်းပြန်တော့ငါကျက်ပါသုံးកောင်ဆိုအဲ့တော်ကြီးလွန်လဲငါကျက်ဒူးချောင်မှာတော့တော့မင်းတို့ပြန်တော့အဲ့အဲ့လိုမျိုးကို ထိကျမတော်မှာအိမ်မှာလာထားခွင့်မပြုတဲ့ကျက်သမားကြီးတူပေါ့နော်ဒီအကြောင်းလေးလည်းပြောချင်တယ်အဲ့ဒါ तू ပေါက်လာခဲ့တာကျက်ပေါက်သူ့ရဲ့ဟိုဘက်ကမှာပါးတွေကအများကြီးပဲဗျအများကြီးပေါက်နေပြီဒါ तू တရားတော်တော့ तू တခါပဲလိုက်တာနော်တခါတခါပေါ့ဗျအဲ့လိုမူတည်လိုက်ရင်းနဲ့ तू သားသမီးကြောင်ထောင်းကားခဲ့ပြီ6 6နှစ်9နှစ်အထိပေါ့ဒါပေမဲ့ तू သားသမီးတွေတပွဲမှမအောင် သူပဲအောင်သွား သူ့ရဲ့ပွဲတိုင်းပွဲတိုင်းအဲ့6နှစ်9နှစ်မှာတနည်းကို3ပွဲ4ပွဲ2ပွဲဒါမှမဟုတ်သူတိုက်ပြီးတော့သူ့ချက်ကိုသူအလှကြည့်ပြီးတော့သူထားရတာပေါ့နော်။အော်သူကြည့်ပြီးတော့စိတ်တော့စိတ်ချမ်းသာပါပဲ။သူ့ချက်ဟောက်သူအလှကြည့်ပြီးထားရတာ။အမဲလာခေါ်တိုင်းလိုက်တိုက်တာမဟုတ်ဘူး။ကြီးနေတာများတာတော့မပြောဘူးသူက။အဲ့ဒီသူစိတ်ထဲမှာတန့်ပြီဆိုရင်သူကတိုက်တာ။သူကြတော့ပညာတစ်မျိုးပေါ့နော်။သူ့ချက်ကိုသူကအနိကတ်ထားတာဗျာ။သူနဲ့ဆိုရင် ကျိုးလေးတစ်ချောင်းချပြီးသားလုံးဝကြက်ကိုလွှတ်ထားတာမတွေ့ဘူးသူပြောပြောနေကြစကားတော့ကြက်ကောင်းကျိုးမခွာဒါလဲစာဆိုတော့ရှိကောင်းရှိနေမှာကစစ်နေမှာတော့ကြက်ခဲ့ဟူပါလေသူကအဲ့လိုမျိုးထားတာသူကြက်ဖောက်တန်းတန်းလေးထားအဲ့အဲ့လိုကြက်မျိုးလဲအဲ့လိုကြက်တော့ဆရာကြီးမျိုးလဲတွေ့ဦးတယ်ပေါ့နော်သူ့ကိုမေးကြည့်တဲ့ခါကျတော့လုံးဝကြက်သက်ကြီးသွားတဲ့အထိခိုင်းလို့ရတယ်ဒါပေမဲ့လူမှအရေးကြီးရဲ့လူက ကိုကြက်အခြေအနေကိုကိုကောင်းကောင်းသိရမယ်ခလေးတွေလောက်ကတော့ तू ကအပါလေးခွက်ပြမှာ तू ခံနိုင်တာလောက်တော့ခလေးတွေကခံနိုင်မှာမဟုတ်ဘူးကြက်ပေါက်တွေတောင်းတော့မခံနိုင်ဘူးတခုတော့ရှိရပေါ့ခြေကောင်းမှုလည်းလူတာပေါ့နံပါတ်၁ကတော့ခြေကောင်းမှုပေါ့ခြေကလည်းကြနေတဲ့ခါကျတော့ तू အဖိုးဖြစ်တဲ့ဒီဒီကြက်ပေါက်တွေကို तू အပါလေးခွက်နိုင်တော့ရတယ်ပေါ့ဆိုတော့ तू က9နှစ်လောက်ထိသုံးသွားတယ်ဆိုတော့ခုနှစ်နှစ်လောက်တုံးပြီးတော့သူကအိုက်ကြက်ဖိုက်ကိုလုံးဝအလှထားတာအလှနော်အလှထားတာသူများလို့ အဖောက်တာမဟုတ်အလှထားတာဒါမဲ့သူသားသမီးတွေတကောင်းမှမနိုင်ခဲ့ဘူးဟိုကျမတွေပဲမကောင်းလို့လားတော့မသိဘူးပေါ့ဗျာအဲ့တော့အဲ့တော့ခိုင်းလို့ရတယ်ခုနှစ်နှစ်လောက်ထိခိုင်းလို့ရတယ်ဆိုတာကိုသက်သေရှိတယ်အဲ့တော့အခုကသုံးနှစ်ပဲဆိုတော့ကိုကျက်အချင်းတွေကိုပြန်သုံးသက်သုံးသက်ပြီးလို့ရှိရင်ကိုစားပုံတောက်ပုံနေပုံထိုင်ပုံတွေကိုလုံးဝထိမ့်သိမ့်တယ် ဲ့ဒါကိုထိမ့်သိမ့်မယ်အကျွေးမွေးကောင်းကောင်းစင်ကျင်မယ်အကျွေးမွေးကတော့တကယ်တဘာကြီးဝါကြီးတွေကိုနည်းနည်းစုံစမ်းကြည့်ရင်သိမှာပါဒါကတော့အကျွေးမွေးပိုင်းမှာအရန်အစာအာဟာရတွေအရန်စတင်ကြည့်လို့မြအားစည်းဆိုလဲအားစည်းပိုင်းမှာလဲနည်းနည်းလေးစုံစမ်းပြီးတော့ကိုစောမင်းတော့စဉ်းစားကြည့်ပါစက်တိုက်လို့ရတယ်ရဲ့ဒါပေမဲ့အခြေအနေကိုကြည့်ပါအခြေအနေကိုကောင်းကောင်းအသုံးချပါ ကျက်သက်ကြီးလေကောင်းလေပဲတကယ်တမ်းကျတော့ကျက်မှာအယိုးလူမှာအမျိုးလို့တော့ကျက်သမားကြီးတွေခဏခဏပြောနေတာပဲအဲ့ဒါတော့ကြားနေရတယ်အဲ့တော့အသက်ကြီးတိုင်းသုံးလို့မရဘူးဆိုတော့မဟုတ်ပါဘူးဒါပေမဲ့ဒန်နီတာဝင်တော့လုံးဝမသုံးသင့်ဘူးအခုပြောပြခဲ့တဲ့ထဲမှာတကယ်ခုနှစ်နှစ်လောက်ထိတိုက်သွားတဲ့ကျက်သမားကြီးရှိတယ်လက်တွေ့ရှိတယ်အဲ့တော့အဲ့ဒါကိုဆင်ခြင်ပြီးတော့ ကိုကြက်ကိုကိုဘယ်လိုပြင်သင့်နေဘယ်လိုဆင်သင့်နေဆိုတာကိုတော့ကောင်းကောင်းအသုံးချပြီးတော့ဆက်လုပ်ပါဒါဆိုရင်တော့အောင်မြင်မှုပန်းနိုင်ရောက်မှာပါကျေးဇူးတင်ပါတယ်